လာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့မတ်လ23ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကံကောမျိုးနဲ့နှမ်းခါရွာက စေကံကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ခလင်းငယ်9ဦးအပါအဝင်12ဦးသေဆုံးတဲ့သတင်းစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့သူတို့လောက်ခံတွေကရန်ကုန်မှာလူဖမ်းပွဲတွေခက်ဆက်ဆိတ်ပြန်လည်ပြုလုပ်လာတဲ့တဲ့ ကောင်းရင်းကြီးမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖို့အတွက်လုပ်ငန်းရှင်တွေရဲ့ကားတွေကိုစစ်ကောင်စီကငှားရမ်းနေတဲ့သတင်းတနိုင်ငံလုံးတိုင်းတာနဲ့စည်ရေးလှူရှာနိုင်စွမ်းရှိပြီလို့ NUG ကာကွယ်ရေးဝန်ကြီးပြောတဲ့သတင်း A ကနေရပြောင်းဝင်မှုခွင့်မပြုသေးပေမဲ့စစ်ဆောင်တွေကလမ်းစီကြီးမြင့်စွာပေးပြီးနေရပြောင်းဝင်နေကြတဲ့သတင်း Harris ကလင်တန်နဲ့ဝေဖန်သူတွေရဲ့လုံခြုံရေးခွင့်ပြုချက်တွေကိုရွှန့်ရုပ်သိမ်းလိုက်တဲ့သတင်းအစားရှိတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကံကောမျိုးနဲ့နှမ်းခွရွာကစေကံကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ကလင်းငယ်9ဦးအပါအဝင်17ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းနှံခါကျွော်ကစေကံတစ်ခုကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဆရာဝန်မိသားစုနဲ့ကလင်းငယ်ငါးဦးအပါအဝင်ပြည်သူ၁၁ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ 2025ခုနှစ်မတ်လ22ရက်မနက်9:00နာရီမှာနှံခကျွရကပြည်သူ့ကျန်းမာရေးစေကံကိုစစ်ကောင်စီက MiG 29 Jet Fighter ကို အသုံးပြုပြီးရွေချက်ရှိရှိလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ဖြစ်စဉ်ကိုတည်တဲ့ဒေသခံအမျိုးသားတအူးကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုပြုလို့ချင်းဆီယဝေမိသားစုအပြင်အဲ့ဒီစေကံမှာလာရောက်ကူတာနေတဲ့လူနာရီဘာတေဆုံးခဲ့ပြီး6ဦးထံရရရှိသွားတယ်လို့အသက်20အရွယ်လူငယ်တအုပ်ကပြောပါတယ်စစ်ကောင်စီကဂံကောခင်အိုင်တွေကမြို့နယ်တွေကိုနေတိုင်းနှိပါလေးချောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့အတွက်အရက်သားတွေအပြင်ကျွဲနွားနဲ့အိမ်မွေးသိမ်းဆန်တွေလည်းတေဆုံးမှုတွေရှိနေပါတယ်။ 2025ခုနှစ်မတ်လ16ရက်ကစလို့စစ်ကောင်စီကရောဒေတာဖြစ်တဲ့ကံကောထီလင်းကြောက်ထုစောနဲ့ကြောမြုံနယ်တွေကိုဖုန်းလိုင်းတွေဖြတ်တောက်ထားပြီးစည်ရဲလှူရှာမှုတွေစက်တိုက်လှူဆောင်နေရလို့သိရပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့လောက်ခံတွေကရန်ကုန်မှာလူဖမ်းပွဲတွေခက်ဆစ်စိတ်ပြန်လဲပြုတ်လုလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်မှုထမ်းပတ်စဉ်စနေအတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့လက်အောက်ခံပြူစောထီတွေကရန်ကုန်မှာ လူဖမ်းပွဲတွေကိုခက်ဆစ်စိတ်ပြန်ပြီးပြုတ်လုလာတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေထံကသိရပါဗျာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်မှုထမ်းအပတ်စဉ်စနေအတွက်လူသစ်စုဆောင်မှုတွေစတင်ပြုလုပ်နေပြီဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာညအချိန်လူဖမ်းမှုတွေခက်ဆစိတ်ပြုလုပ်လာတယ်လို့ရန်ကုန်အခြေစိုက်ရဲတရင်ရင်းမြစ်တွေထံကသိရပါဗျာ။ ပြီးခဲ့တဲ့မတ်လ21ရက်ည7:00နာရီခွဲ အချိန်ကလည်းလှည့်ဟန်းကုန်းကျော်တရာနီးလမ်းလျှောက်လာတဲ့တားမီနှဦးနဲ့အသက်20အရွယ်တားဖြစ်သူကိုအင်းစီကားပေါ်ကဆင်းလာတဲ့လူတွေကဖမ်းဆီးတဲ့အတွက်အော်ဟစ်ရုံးကန်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Rangoon Scout Network ကသတင်းထုတ်ပြန်ပါတယ်စစ်မှုတွေအပတ်စဉ်များလာတဲ့အမျှ တင်နန်းသားရှာဖွေရာမှာပုံမှုခက်ခဲလာတဲ့အတွက်စစ်ကောင်စီဟာနယ်မြေကလူမအဖွဲ့တွေကိုအုံပြုပြီးလူသစ်စုဆောင်မှုတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာနေတဲ့အမျိုးသားတအူကဆိုပါတယ်စစ်မှုထမ်းအတွက် လူလူအချက်များနေချင်းတညကိုရန်ကုန်မြို့ကလူငယ်30ကျော်ဟာစစ်ကောင်စီတရဲကင်းလက်ဖမ်းဆီးတာကို ခံနေရတယ်လို့ရန်ကုန်စကောက်နော်ကပြောပါတယ်။ တတိယသတင်းတပုတ်အနေနဲ့တောင်တွင်းကြီးမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖို့အတွက်လုပ်ငန်းရှင်တွေရဲ့ကားတွေကိုစစ်ကောင်စီကငှားရဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းတောင်တွင်ကြီးမြို့နယ်မှာလူငယ်တွေကို ပေါ်တာဆွဲဖို့အတွက်တည်သားခံလုပ်ငန်းရှင်တွေရဲ့ကားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကငှားရဲနေရလို့သိရပါဗျ စစ်မှုရန်အပတ်စဉ်အသစ်စားတဲ့အချိန်တိုင်းတောင်တွင်ကြီးမြို့ပေါ်ကလုပ်ငန်းရှင်တွေကိုစစ်ကောင်စီခေါ်ယူတွေ့ဆုံပြီးအင်စီကားတွေငားရန်လေးရှိတယ်လို့ပြည်သူ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်တွင်ကြီးထံကသိရပါဗျ။ခလာရတက်တုံညာတုံတရင်မူကသူနဲ့ရင်းနေတဲ့လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံပြီးအင်စီကားတွေငားရန်နဲ့အပြင်စစ်တင်တဲ့အတွက်လို့ဆိုပြီးဝေတောင်းခံမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ တောင်တွင်းကြီးမြို့နယ်မှာပေါ်တာဆွဲခံရတဲ့လူငယ်နေရာကျော်ရှိပြီးဖြစ်တယ်လို့အဲ့ဒီလူငယ်တွေကို အမှတ်ခွနဲ့စစ်အခြေခံလေးကျင်းရင်တင်းတန်းချောင်းကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာညနေပိုင်းကစပြီးညတကောင်ကင်းလဲ့တဲ့အချိန်ထိပေါ်တာဆွဲလေးရှိပြီးပေါ်တာဆွဲတဲ့အခါမှာလဲအင်စီကားတွေကိုအသုံးပြုပြီးဆွဲလေးရှိတယ်လို့သိရပါဗျာ နောက်ထပ်သတင်းတပုတ်အနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးလှုံရှားနိုင်စွမ်းရှိပြီလို့ NUG ကာကွယ်ရေးဝန်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်မှာအမျိုးသားညီညွတ်ရေးအစိုးရကတနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးလှုံရှားနိုင်စွမ်းရှိရမယ်ဆိုတဲ့ပထမအဆင့်စည်ရေးမျှော်မှန်ချက်ပြည့်မီပြီဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကကပေါ်ညီနောင် project ဖွင့်ပွဲမှာပြောကြားခဲ့ပါတယ်။ တနိုင်ငံလုံးတိုင်းတာနဲ့အခု2025ခုနှစ်အတွင်းတိတာထင်ရှားလာတဲ့အချက်ကအရင်စည်ရေလှူရှားနိုင်စွမ်းမရှိတဲ့ဒေတာတွေကိုတုံးမြင်ပြီးစည်ရေလှူရှားနိုင်လာတာကို တွေးရမှာဖြစ်သလိုဒါကကာကွယ်ရေးဝန်ကြီးဌာနရဲ့ပထမအဆင့်စီစဉ်ဆောင်ရွက်ချက်ဖြစ်တယ်လို့ဝန်ကြီးဥယျာဉ်မွန်ကရှင်းပြပါဗျ။သခိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ကလေးခရိုင်နဲ့တမူးခရိုင်တို့ပါဝင်တဲ့လွဲပြင်းဒေသတစ်ခုဖြစ်ပြီးလက်ရှိမှာကလေးမျိုးနဲ့တမူးမျိုးကလွဲပြီးကျန်နေရာတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကစိုးမိုထိန်ချုပ်ထားသလိုအဲ့ဒီဒေသကနိုင်ငံတစ်ခုလုံးလွတ်မြောက်ရေးအတွက် အရေးကြီးတဲ့ဒေသတစ်ခုလို့ဦးမင်းကိုနိုင်က ပြောပါတယ် စကိုင်းတိုင်းချက်ပိုင်းကိုစည်ရရအပိသက်ရှင်လမှုမလုံနိုင်သေးပေမဲ့အုတ်ချုပ်ရည်အရာပြီးသူအုတ်ချုပ်ရည်လဲပတ်နေတဲ့ဒေတာဖြစ်ပြီးစစ်ကောင်စီကင်းစင်တဲ့နေမြေဖြစ်တဲ့အထိဆက်လက်ပေါ်ဆောင်သွားမှာဖြစ်တယ်လို့ကပေါ်ညီနောင် project ဖွင့်ပွဲတက်ရောက်လာတဲ့တော်လိုင်းရင်အားစုတွေကပြောပါတယ်တနိုင်ငံလုံးတိုင်းနာနဲ့နေမြေစိုးမုံထိန်ချုပ်မှုအမြောက်အများရှိနေပြီးစကိုင်းတိုင်းတတိုင်းလုံးအခြေအနေအရ85ရာခိုင်နှုန်းရှိတယ်လို့တော်လိုင်းရင်လင်း တာကာလအတွင်းပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုကိုဖော်ဆောင်နိုင်မှုစုံမထင်းချုပ်နယ်မြေရရှိလာမှုနဲ့ပြည်သူအုပ်ချုပ်ရေးရန်နေရာဖော်ဆောင်လာနိုင်မှုဆိုတဲ့အချက်၃ချက်လှုပ်ဆောင်လာနိုင်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်။ ဆက်လက်ပြီး AA ကနေရပြန်ဝင်မှုခွင့်မပြုသေးပေမဲ့စစ်ဆောင်တွေကလမ်းစိတ်ကြီးမြင့်စွာပေးပြီးနေရပြန်ဝင်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ဒေသတွင်တကြောပြန်တိုက်ပွဲတွေကြောင့်နေရဆုံးခွာခဲ့ရတဲ့တန်သွဲဒေသခံတွေဟာလမ်းစိတ်ကြီးမြင့်စွာပေးပြီးနေရကိုပြန်ဝင်ခွင့်ရဖို့စ조사နေကြတယ်လို့သိရပါဗျ။လုံးကျုံရင်စိုးရိမ်မှုအပြင်အလောက်ကန်အခွင့်အလမ်းနဲ့ပါတာကြောင့်ပြီးမှရောက်နေတဲ့တန်တွဲဒေတာ အခံတွေဟာနေရပြောင်းဝင်ခွင့်ရဖို့အတွက်ကားကကိုမြမကြက်ငွေ6သိန်းအထိပေးနေရတယ်လို့သိရပါဗျ။ရခိုင်ဒေသတွင်တကြောပြန်တိုက်ပွဲတွေမဖြစ်ခင်ကတန်တွဲရန်ကုန်ကားကဟာ VIP လက်မှတ်ကို3000ခွဲရေရိုတန်းလက်မှတ်ကို2000ခွဲပဲရှိခဲ့ပေမဲ့လက်ရှိမှာတော့လမ်းခီအခက်ခဲနဲ့လုံခြုံရေးအခြေအနေတွေအရဈေးနှုန်းကြီးမြင့်နေတာဖြစ်တယ်လို့သိရပါဗျ။ ပုံမှန်ကာလတွေမှာတန်တွဲရန်ကုန်ကားလန်းဟာတရက်ပဲသွားရပေမဲ့လက်ရှိ ရခိုင်ဒေသတွင်တိုက်ပွဲကာလမှာတော့လမ်းခီအနေနဲ့နှစ်ညအိမ်၃ရက်လောက်သွားလာရပြီးပြောင်းလဲနေတဲ့အခြေအနေတွေကြောင့်လမ်းခီမှာ စရစ်ကြီးမြင့်နေတာကိုလည်းလက်ခံရမှာဖြစ်သလို စိတ်ချရတဲ့အနေထားမှသာ ပြန်ဝင်စင်ချင်တယ်လို့ပြီးမှရောက်တန်တွဲဒေသခံကိုခိုင်လင်းကပြောပါတယ် တန်ရဲမြို့ကိုအာရကတက်တော်ကပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းတင်ပိုက်ထားခဲ့တာဖြစ်ပေမဲ့စစ်ကြံလက်နက်တွေစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းတွေနဲ့လေကြောင်းအနေရတွေကြောင့်နေရပြောင်းဝင်ဖို့ကိုတရားဝင်ခွင့်မပြုထားသေးပါဘူး။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ Harris Clinton နဲ့ဝေဖန်သူတွေရဲ့လုံခြုံရေးကွန်ပျူတာတွေကို Trump ရုပ်သိမ်းလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ဟာရွေးကောက်ပွဲပြိုင်ဘက်တွေဖြစ်တဲ့ ကမလာဟာရီနဲ့ဟီလာရီကလင်တန်တို့ရဲ့လုံခြုံရေးခွင့်ပြုချက်တွေကိုရုပ်သိမ်းခဲ့တဲ့အပြင်အရင်အရာရှိတွေနဲ့ဝေဖန်သူတွေထံကလည်းရုပ်သိမ်းခဲ့ပါတယ်။ဖေဖော်ဝါရီလတုန်းကလည်းအရင်သမရဂျိုးပိုင်တင်ရဲ့လုံခြုံရေးခွင့်ပြုချက်ကိုရုပ်သိမ်းကြောင်ကြေညာခဲ့ပြီးနောက်ပိုင်တင်မိသားစုရဲ့တခြားဘေးအဖွဲ့ဝင်မဆိုးလုံခြုံရေးခွင့်ပြုချက်ကိုရုပ်သိမ်းမှာဖြစ်တယ်လို့လက်ရှိသမရထရန်ကကြေညာခဲ့တာပါ။ထရန်ရဲ့ရုပ်သိမ်းမှုဟာဘိုင်ဒန်အစိုး 也也，鸡蛋也是嘞。い ထင်ရှားတဲ့နိုင်ငံရေးဝေဖန်သူတွေနဲ့တရားလွတ်တော်မှာထရန်သူမဟုတ်သူ့ရဲ့မိဖတ်တွေကိုဆွဲဆိုထားတဲ့ရှေ့နေတွေကိုအဓိကရည်ရွယ်တာဖြစ်ပါတယ်။ဘိုင်ဒန်ရဲ့ပြည်ထောင်စုရေးရာဝန်ကြီးအန်တိုနီဘလင်ကင်အမျိုးသားလုံခြုံရေးအကြံပေးဂျက်ဆာလီဗန်ဒုတိယတရားလွတ်တော်အကြံပေးလီဆာမိုနာကိုတို့လည်းလုံခြုံရေးခွင့်ပြုချက်တွေရုပ်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။ဒါပြင်ထင်ရှားတဲ့ Republican ဝေဖန်သူတွေဖြစ်တဲ့ လစ်ချင်နီနဲ့အဒန်ကင်စင်ကာတို့ရဲ့ဝင်ရောက်ခွင့်ကိုလည်းရုတ်သိမ်းခဲ့ပြီးသူတို့ဟာထရန့်ရဲ့တာဝန်ရှိမှုကိုစုံစမ်းရမှာပါဝင်တဲ့တူးသီးသော Republican တရားဥပဒေပြုသူတွေဖြစ်ကြပါတယ်။အဲ့ဒီအမိန့်ထုတ်ပြန်ချက်အရသမရာထရန့်ဟာသူ့ရဲ့တရားဥပဒေဆိုင်ရာ ပြိုင်ဘက်အတော်များများကိုထထင်ရှားရှားပြစ်မှတ်ထားလာတာဖြစ်ပါတယ်။ MB ရဲ့တနေ့တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်